တချို့တွေပြောတာအောင်မှဘေးလူတွေကကျွန်တော်တို့သူတို့ကိုပြန်ပြီးတိုက်ခိုက်ကြပါတော့ကျွန်တော်တို့တုတ်မြဲမဲ့လူရှိတာအောင်မှကျွန်တော်ပုံဝေချာသူတို့ပြန်ပြီးတိုက်ခိုက်တဲ့ဆိုတော့ကျွန်တော်ကဟိုအားငယ်စရာမလုံးဂုံစရာမလုံးကျွန်တော်ဖြစ်သိမှုကျွန်တော်လေးစားတယ်အဲယုံကြည်တယ်ဟိုမရှက်ဘူးမကြောက်ဘူးကျွန်တော်မဟုတ်တာလုံမလုံးတဲ့အတွက်ပေါ့ကြောင်ပေါ့နော်ကျွန်တော်မသိငယ်ဘူးပေါ့မရှိဘူးခင်ဗျာကျွန်တော်တို့ကပညာရေးလောကရဲ့လာရအတွက်ကျွန်တော်အကြောင်းကိုသိကြတယ်လို့ကျွန်တော်ရဲ့ကိုကိုချင်းတရားနဲ့ကျွန်တော်ရဲ့ဖြူစင်မှုလည်းသူသိကြတဲ့အတွက်လှောင်ပြောင်ချင်းကဲ့ရဲ့ခြင်းတို့လည်းကျွန်တော်မရှိဘူးခင်ဗျာ အမှနှစ်ပေါ့ဒီမှာကျတော့လမိုင်းကမှာပေါ့နော်လမိုင်းလေးပင့်ပြီးတော့ဒီပွဲကိုစီကားအောင် အောင်မြင်အောင်ထုတ်တက်အောင်ပြည်ရတနာလာပါတယ်ပြည့်စုံအောင်ဆိုပြီးတော့လမိုင်းသခင်လေးကိုပေါ့ပူဇော်ပါတာပြီးတော့နှကြီးများကိုပင့်ဖိတ်ပြီးတော့ဒီပွဲအောင်မြင်အောင်ပေါ့ကျွန်တော်တို့တွေကဝိုင်းဝန်းကွန်ကြီးပံ့ပိုးပေးရတာပေါ့မှလမိုင်းဆိုတာကျွန်တော်တို့ကဟိုပွဲရှိမှပွဲကြည့်လာကြတာပေါ့လမိုင်းဆိုတာဆင်လမိုင်းကဝါလမိုင်းပွာလမိုင်းအခလမိုင်းကုံလမိုင်းရေလမိုင်းပေါ့နော်လမိုင်းတွေကအားလုံးရှိရမှာ အဲ့မှာလမိုင်းမှာကျွန်တော်တို့ဆိုအကားတင်နေဆိုရဲအကားလမိုင်းပေါ့ဟိုစာတင်နေစာကိုစိတ်ဝင်စားတင်သားစာလမိုင်းကတ်တယ်လို့ခေါ်တယ်ဥပမာအလုတ်ကိုအလုတ်ကိုကောင်းစွာလုပ်ရင်လည်းအလုတ်လမိုင်းကတ်တယ်လို့ခေါ်တယ်အဲ့တော့အလုတ်တစ်ခုကိုအောင်မြင်အောင်ပြီးမြောက်အောင်တော်အောင်ဟိုမဖြစ်မနေပေါပေါမြောက်လုံနိုင်လမိုင်းကတ်တယ်ကျွန်တော်ခေါ်တာအဲ့တော့လမိုင်းဟာနေရာတကာမှာရှိရတယ်လမိုင်းကတယ်ဆိုတာလည်းဒီလိုပေါ့ ဒီတက်ဆိုင်ရာနဲ့တီဟိုကြွားရောက်ဖို့နောက်ခါကျတော့ကျွန်တော်ဒီပွဲအောင်မြင်တဲ့လမိုင်းတွေကိုပင့်ပြီးတော့ဟိုသူရှိရှိဆောက်ရှောက်စေကြပါဦးခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ပေါ့၁၂နှစ်ထရကဟုတ်ကဲ့၁၆နှစ်မှာဆိုရင်ဒီအကဒီအပြူရောကပေါ့နက်ကရောကစကနေပြီ ကိုချို့အကြောင်းတွေဆိုရင်ကိုမကိုပေါ့ကိုကမအစဉ်ပြေတယ်ကိုကမချို့အစွဲလေးတွေပေါ့ခင်ဗျဟိုကျွန်တော်ကရင်လုပ်ငန်းတွေအစဉ်ပြေကြရတယ်အောင်မြင်ကြရတယ်တိုးတက်ကြရတယ်ဆိုတော့ကိုကသွားကပေးရခင်ဗျအဲ့လိုတွေတော့ရှိကြခင်ဗျဟုတ်ကဲ့ကျွန်တော်နာမည်အောင်အောင်ကျော်ခင်ဗျအဲကျွန်တော်အကငှားရင်လည်းဒီဆရာငှားရင်အစဉ်ပြေပြအောင်မြင်ပြီးကြော်ကြတာပေါ့နော်အအောင်ကျော်ပါတယ်နောက်ကျွန်တော်ကစာတင်တဲ့ခါမှလည်းအဲ့တိုင်းပဲကိုကနာမည်စီးရလားတော့မသိခင်ဗျပါဆိုတော့လေအောင်အောင်ကျော်ဆိုတော့ဟိုစာတင်လဲ အောင်မြင်တယ်ကြော်ကြားတယ်အဲအဲ့အတွက်ကျွန်တော်တို့ဘယ်လိုပဲနာမည်လမိုင်းလည်းပါပါဗောအဲအဲ့လိုလေးကြပါမှာဟုတ်ကဲ့အဲကျွန်တော်ကကြာ traditional မှာဟိုပေါ့ကျွန်တော်တို့မှာယဉ်ကျေးမှုနှစ်မျိုးရှိတယ်ရိုးရရင်ကျေးမှုရယ်လူပညာရင်ကျေးမှုရယ်ရိုးရရင်ကျေးမှုဟာကြာကျွန်တော်မြေယိုးဖလာပေါ့မြေယိုးဖလာကိုဝရာဟိုနောက်ရိုးသေးပေါ့ဗုဒ္ဓဘာသာကိုကိုဝဲစိတ်ကဲကြတာပေါ့မှာရယ်ဒါကရိုးရရင်ကျေးမှုအနုပညာရင်ကျေးမှုရကြတော့စာပေကီတအနုပညာလို့ခေါ်တာ အဲဒီဟာတွေကျွန်တော်ကထိမ့်သိမ့်ဖို့အတွက်ဒီအကပညာကိုကျွန်တော်ကစီးပူးတယ်သင်ယူတယ်လေ့လာတယ်ဟိုထိမ့်သိမ့်တာပေါ့ခင်ဗျဟုတ်ကဲ့ခင်ဗျကျွန်တော်ကလေငယ်တည်းကပလော့ဆိုကြည်ပြီးသားအာကာကာတက်တာပေါ့နော်ကာတယ်တိလို့ရင်ကြရင်ကာပြီးနောက်ဆုံးလေဟောဆောင်းနေပစိုးတွေကိုလေ꿰ပြီးတော့ကျွန်တော်ကာနေကြပေါ့အဲ့လိုကြမှာခင်ဗျဟ ကျွန်တော်တို့ကဟိုတပင်းမှာဆိုလဲကျွန်တော်တို့ကလေပထမအောင်ဆုံးနက်ကရောကပေါ့နော် ပြီးတော့ဒုတိယညမှာအပြူရောကကကြတယ်ဒါမှအမှန်တော့နောက်ဆုံးဟိုကိုကြီးကျော်အကာတို့တောင်ပြုံးမင်းကြီးနောင်အကာတို့ဆိုတာလမိုင်းတွေကိုကျွန်တော်ကပင့်ဖိတ်တာပေါ့ဟိုရှင်းပြောရင်ဟိုပျော်ပွဲဟိဒိုးဆိုတဲ့ကကျွန်တော်တို့ကလေလမိုင်းတွေကတက်ဆိုင်လမိုင်းတွေကကြွလာပြီးတော့ဒီတက်ဆိုင်တဲ့လူတွေဟိုသူတို့ကူးဝဲပါတာလူတွေကိုပူစောပါတာလူတွေကိုစောက်ရှောက်ဖို့သူတို့ကအစင်းသိရှိပြီလားပေါ့ဒါကိုကျွန်တော်ယုံကြည်ရဆိုတာဟိုကျွန်တော်ဆိုရင်အခညံ့နေတယ်မှာပါတယ် အဲဒါပေမဲ့ကျွန်တော်အကသင်ပြီဆိုရင်ကျွန်တော်ဘာစဉ်းစားလဲဆိုတော့ကျွန်တော်သင်ခဲ့တဲ့ဆရာတွေကျွန်တော်သင်ဆရာမြင်ဆရာကြားဆရာတွေကျွန်တော်ကိုငငယ်ဒီအကကိုကျွမ်းကြောင်သင်ပေးတဲ့ဆရာသမားကျွန်တော်ကတော့တွေပြီးတော့လမိုင်းသခင်တွေပေါ့နော်အာအကလမိုင်းတွေစင်လမိုင်းတွေဒီမှာဆောက်ရှောက်နေတဲ့လမိုင်းသခင်တွေကြွပြီးတော့တားတော်အားအပေါ်တော့ဆောက်ရှောက်ကြပါ၊ကုညီကြပါဆိုပြီးတော့ကျွန်တော်တို့ကဟိုတိုင်တဲတယ်ပေါ့တိုင်တဲအတွက်ကျွန်တော်အကားကားတဲ့ခါမှာအခက်ခဲမရှိဘူးကားခွက်လေးတွေကလည်းတမျိုးမျိုးဖန်တီးနိုင်တယ်ပေါ့ ဲ့လိုတွေအကြောင်းလမိုင်းဆိုတာတော့ကျွန်တော်ဟိုဘေးရမဆိုးအလုတ်ကိုပြီးမြောင်လုတ်ပြီးတော့ဟိုထူးချုံလုတ်မယ်ဆိုရင်တော့လမိုင်းကက်တယ်လို့ကျွန်တော်ခေါ်ကြတာပေါ့ခင်ဗျဟုတ်ကဲ့အာအကျိုးရလဲကတော့အကိုဟိုကျွန်တော်တို့ဟိုလမိုင်းစလမိုင်းရလို့မဟုတ်လူတယောက်ရဲ့သရဏအာအကျင့်တီလသူတို့ရဲ့ဟိုဘာပဲကျင့်ချင်တဲ့အာတီလဒါနတီလဘာဝနာပေါ့သူတို့ရဲ့ဟိုတီလစောက်ထိန်မှုတွေပေါ်လာမှုတီတယ် ဟိုအလုပ်တစ်ခုအကြကျွန်တော်ကလမ်းမိုင်းတော့မြောက်ပါတယ်ဘာကြောင့်မအောင်မြင်လဲဆိုရင်သူတို့ရဲ့တီလာနဲ့ကိုကြီးတရားကြီးမှာကျွန်တော်မူတည်သေးတယ်ခင်ဗျလမ်းမိုင်းမကကျွန်တော်ကျွန်တော်ဆိုရင်ကိုလမ်းမိုင်းမကကိုမကလမ်းမိုင်းဆိုတာကတော့စပြေပြွားလေအလုပ်ကိုစိတ်ဝင်စားစွာပြီးမြောက်စွာအောင်မြင်စွာလုပ်တာကျွန်တော်လမ်းမိုင်းကတ်တယ်လို့ခေါ်ဟိုလမိုင်းမကောက်ဆိုရင် ကိုလိုကအောင်ဟိုအောင်မြောင်မလုတ်ခဲ့လို့ဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့ကံမပါလို့ဖြစ်ရင်ဖြစ်မယ်ဒါကိုလမိုင်းကိုသွားပြီးတော့အပြစ်ပုံချလို့မရပြန်ဘူးဟိုလမိုင်းမကက်တာလားကို တာဝန်မကြည့်ခဲ့ရလားကို့အမှားလားဆိုပြင်စင်းစားဖို့ဟိုပြင်စင်းစားတင်တာပေါ့နော်ကျွန်တော်ကလေအခုလောက်ကိုပြောရခင်ဗျကျွန်တော်အမှားဆိုရင်ကျွန်တော်ကိုဝင်နေပေးတယ်မပြတ်တော့ကာချူနော်မချိုးတော့ကလက်အဲအဲ့လိုလေးနာမည်ပေးထားတယ်ပြီးတော့ကျွန်တော်ကလေကာတော့လက်နဲ့အလှပြင်တယ်လှတော့အလက်နဲ့စာတင်တယ် တော့ဟိုမိကပ်ပညာသင်တာအကပညာသင်တာစာသင်တဲ့ပညာကျွန်တော်လူလူအကျိုးပြုပေါ့ဟိုမိကပ်ပညာသင်တဲ့ဆိုတာလဲကျွန်တော်ကလူလူလှစေခြင်းနဲ့အကပညာကျတော့ကျွန်တော်တို့ကလေဟိုဘာလို့ဆိုလဲဆိုတော့ဒီမှာဟိုအကဆရာကျတော့ဟိုပေါ့သူ့ရဲ့တပည့်ကိုမင်းသမီးဖြစ်စေခြင်းနဲ့အဲပကြီးဆရာတော့သူ့သူ့ရဲ့တပည့်ကိုပကြီးဆရာဖြစ်စေခြင်းနဲ့ဂီတဆရာတော့သူ့ရဲ့တပည့်ကိုအဆိုတော်ဖြစ်စေခြင်းနဲ့ကျွန်တော်တို့ကကျတော့ကျွန်တော်တို့တပည့်ပညာကိုယ့်ရဲ့တပည့်တွေကိုခေါင်းဆောင်ဖြစ်စေခြင်းနဲ့ အဲ့အဲ့အတွက်အခတင်တာပေါ့အာအားလုံးပဲဟိုကာယဒုက္ခစိတ်သာဒုက္ခပေါ့နော်နှစ်ဖြာတော့ဒုက္ခရဲ့ပြည့်စုံပြီးတော့အေးချမ်းသာယာပြီးခင်မီဖင်ပြိုးတဲ့နိုင်ငံမှာပေါ့နော်ပြောနေနိုင်ပါစေလို့ကျွန်တော်ကဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာအမမကြုံဘူးခင်ဗျာကျွန်တော်ပုံဝင်ကြရလေအရန်ကောင်းတယ်ကျွန်တော်အကဆယ်အကုန်လုံးအမအမတွေရောအတော်တွေရောဆရာဆရာမကြီးတွေရောအကုန်လိုက်အားပေးကြတယ်။ဦးလေးတွေကလည်းအားပေးကြတယ်ခင်ဗျ။ ဟိုအဓိကကျွန်တော်ဟိုကျွန်တော်ဒီလိုပုံစံဖြစ်တာကိုတို့ကမမျက်နှာလိုတောင်းစားပြီးတော့လေးစားနဲ့ချစ်ခင်ကြရခင်ဗျမရှိဘူးခင်ဗျကျွန်တော်တို့ကပညာရေးလောကရဲ့လာရတဲ့အတွက်ကျွန်တော်အကြောင်းကိုသိကြတယ်လို့ကျွန်တော်ရဲ့ ိုကိုချင်းတရားနဲ့ကျွန်တော်ရဲ့ဖြူစင်မှုလည်းသူသိကြရအတွက်လောင်ပြောင်ချင်းကဲ့ရဲ့ခြင်းတို့လည်းကျွန်တော်မရှိဘူးခင်ဗျာတချို့တွေပြောတာမှဘေးလူတွေကကျွန်တော်သူတို့ကိုပြန်ပြီးတိုက်ခိုက်ကြပါတော့ကျွန်တော်တုတ်မြဲမဲ့လူရှိတာမှကျွန်တော်ပုံဝင်ကြသူတို့ပြန်ပြီးတိုက်ခိုက်တဲ့ဆိုတော့ကျွန်တော်ကဟိုအားငယ်စရာမလိုဂုံစရာမလိုကျွန်တော်ဖြစ်သိမှုကျွန်တော်လေးစားတယ်အဲယုံကြည်တယ်ဟိုမရှက်ဘူးမကြောက်ဘူးအဲကျွန်တော်မဟုတ်တာလုံမလုတဲ့အတွက်ပေါ့ကြောင်းပေါ့နော်ကျွန်တော်မသိငယ်ဘူးပေါ့ အဓိကတော့ကျွန်တော်မှာစတင်နေစတင်နေတဲ့ကျောင်းကျောင်းနေပေါ့ကျောင်းနေမိများအတွက်အကလိုက်တင်နေအဓိကတော့ကလေးကျွန်တော်ကလေးတို့ကျွန်တော်ဟိုစင်ပေါ်တင်ပြီးတော့တတိရှိစေခြင်းခေါင်းဆောင်တွေဖြစ်စေခြင်းနဲ့အဲ့ဒါကျွန်တော်ဒီအကပညာကိုတောက်လျှောက်လေးလာခဲ့ပြီးတော့ကလေးတွေကိုစင်ပေါ်တင်တာပေါ့ကလေးတွေတတိရှိအောင်ရဲရင်အောင်ပြောရဲဆိုရအောင်ဆိုပြီးကျွန်တော်ကဒီအကပညာကိုပို့ပြီးတော့လေးလာလိုက်စားပါခင်ဗျာမမွေးကဲဘူးကျွန်တော်ကျွန်တော်က dare to do dare to speak ပေါ့ dare to do dare to speak ဆိုတာလေလူရှိထွက်တယ်ဆိုတာကျွန်တော်တို့က talent တစ်မျိုးဖြစ်နေတာ ငါငါလောက်ကမဲ့အလုပ်ပေါ့ပြီးတော့ကျွန်တော်တို့စာသင်နေဆိုတတိရှိမှလေဟိုဘယ်နေရာမဆိုကျွန်တော်တို့ရဲ့ပညာရေးလောကမှာဆိုရင်ဟိုမာရဲ့ဟိုဟိုမှားမှန်ပေါ့မှားရင်မှားနေမှန်ရင်မှန်နေဟိုပေါ့ဟိုဝိုးဝိုးဝါလာလို့လို့မရဘူးဒါရက်နိုးနှစ်မျိုးကတစ်မျိုးပဲယူချေရမှာခင်ဗျအဲ့လိုလေးရှိပါခင်ဗျ